ကျွန်တော်အခုသွားမဲ့ဝေးရတော့တာမွေဒီဟာပေါ့နော်ဗညာတလနေပြီးတော့တာမွေဂုံးကြော်တရားကြီးပေါ့တက်မှာပေါ့နော်โอเคဒါဗညာတလလမ်းထိတ်ကနေပြီးတော့ကျွန်တော်တက်ပါပြီကျွန်တော် client အမတယောက်စီကနေကျွန်တော်ပြန်လာဖြစ်ပါတယ်ကဲဒါပေါ့တက်မှာဆိုတော့ကျွန်တော်ဒီဘယ်ဘက်အပေါ်ဆုံးကျောကိုယူလိုက်ပါပြီနော်ဟုတ်ပြီတရားပေါ်တက်မယ်ဗျာတောင်မွေတရားပေါ်ကိုတက်မယ်ကျွန်တော်ဒီဒီတောင်မွေတရားကိုတော့အသုံးပြုတာလေနဲတယ်သလား နော်ကျန်တဲ့ဒရားတွေတော့အသုံးပြတာများတယ်ဒီတံမွေဒရားကိုအောက်ကပဲသွားတာများတယ်နော်အခုကတော့ကျွန်တော်အပေါ်ကသွားတဲ့အချိန်မှာကျွန်တော် record လုပ်ထားတာဖြစ်ပါတယ်အသုံးပြတာတော်တော်နည်းပါတယ်ကျွန်တော်နော်ဘာဖြစ်လို့လဲဆိုတော့ app တွေမသွားရလို့အခုတော့သွားပြီပေါ့ဗျာနော်ကဲခွဲသွားပြီညာဘက်ဘက်ဘက်ချမ်းဒီဥချစ်မောင်းကိုွေတာဖြစ်တယ်ညာဘက်ချမ်းဒီကျွန်တော်တို့အဲဘယ်သွားတာလဲဆိုတော့ကျွန်တော်တို့ဟိုကပေါ့အရှိမြင်းပြိုင်ကွင်းခေါ်လာမသိဘူးနော်အရှိနဲ့နောက်တော့မြောက်တော့မှားကောင်းပါမယ်နော်အဲ့ကိုဆင်းသွားတာနော်โอเคအရှိမြင်းပြိုင်ကွင်းကိုဆင်းသွားတာနေလိမ့်မယ် เนาะไอ้ลานมาโอเคကျွန်တော်ဒီဥချစ်မောင်ကိုသွားมาဆိုတော့ကျွန်တော်ဒီလမ်းကနေသွားနေတာဖြစ်တယ်ပြီးလို့ရှိရင်နောက်တဲ့ဗီဒီယိုတစ်ပုတ်လည်းထပ်လုပ်ပေးပါမယ်ဘာဖြစ်လို့လဲဆိုတော့ရန်ကင်း၁၂လုံးတန်းနေပြီးတော့ကျွန်တော်အဲဒီခုတရားကြီးအောက်တက်တဲ့အနေပဲဖြတ်သန်းမောင်းနေပြီးတော့ခုနတာမွေအဲပညာတလအထိကိုကျွန်တော်သွားပြတဲ့ဗီဒီယိုလေးကျွန်တော်လုပ်ပေးမယ်เนาะโอเคဒါလေးလည်းအကျိုးလေးပြောတာပါခုဒါကတော့ကျွန်တော်အဲဥချစ်မောင်လမ်းကိုထည့်ဆင်းသွားတဲ့ တဲ့အစင်ပြီးတော့သွားနေတဲ့အဲတောင်ဝေကုန်းကျော်တရားကြီးပေါ်ကနေဖြတ်တန်းသွားနေတဲ့အနေထားပါเนาะโอเคဒါလေးကိုကျွန်တော် record လုပ်တယ် record လုပ်ပြီးတော့ပြပြနေခြင်းဖြစ်တယ်ဒါဆိုဥချင်းမောင်လန်းကိုရောက်ပြီးဒီဥချင်းမောင်လန်းကဘယ်ဒီပေါက်တာလဲဆိုတော့ဘယ်ဒီပေါက်တာလဲဆိုတော့ကျွန်တော်ဟိုဒီပေါက်တယ်အဲကျွန်တော် passport ရုံးဒီပေါ်เนาะဆရာဆန်လန်းပေါ့ဆရာဆန်လန်းရန်ငင်းစင်တာထိတ်ပေါ့เนาะစမှုတစ်လန်းရယ်ဥချင်းမောင်လန်းရယ်ရန်ငင်း အဲဆရာဆန်လမ်းရဲ့အဲ့၃ခုစုံတဲ့ point 2ကိုပေါက်တယ်ဗောနော်ဒီကဒီလမ်းကโอเคဒါလည်းလူတိုင်းပဲလူတိုင်းနဲ့တိမာပါကျွန်တော်ဗီဒီယိုလေးတွေဒီ မသိတဲ့လူတွေကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကနေ့တိုင်းကိုအာဝေးမျိုးစုံနဲ့သွားရပါတယ်သွားတဲ့ဝေးတွေကိုလည်း destin ကျွန်တော် step point နဲ့ end point ရှိတယ်ပေါ့နော်အဲ step point နဲ့ end point မှာကျွန်တော်ဒီကနေပြီးတော့ကျွန်တော်ရဲ့ route ကို routine ကိုဘယ်လိုသွားလဲဆိုလို့ရှိရင်ပုံမှန်တိုင်းသွားတဲ့ဝေးတွေလည်းရှိသလိုတခြားနေပတ်သွားပြတဲ့ဝေးတွေလည်းရှိတယ်နော်အားကြောင့်တခြားဒါလူတွေကိုကျွန်တော်ခုမှ beginner ကားစမောင်းမဲ့လူတွေကိုလမ်းကြောင်းတွေသိအောင်လို့ကျွန်တော်ကသွားပြနေခြင်းဖြစ်တယ်နော် အဲအားလေးကိုအဲတချို့ကိုရီးယားကတော့ဘယ်လန့်အသွင်ပုံနီးတယ်ဘယ်ကတော့ပို့ပြီးတော့အဆင်ပြေတယ်ဆိုတော့ပြောကြပါတယ်ကျေးဇူးတင်တယ်သူတို့လည်းเนาะကျွန်တော်ဒီအဲ့လန့်နေလဲကျွန်တော်တို့ ွားနေကြပါတယ်။သွားသွားကြပါတယ်ပေါ့နော်။ဒါပေမဲ့တခြားလက်တွေလည်းသိအောင်လို့ကျွန်တော်ကတင်ပြနေခြင်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်အကြံပေးကြတဲ့အကိုတွေ၊အမတွေ၊ညီတွေ၊ညီမတွေအကုန်ကျေးဇူးတင်တယ်နော်။အကုန်လုံးနော်။ဟုတ်ကဲ့ကျွန်တော်ရဲ့ရည်ရွယ်ချက်လေးဒီလမ်းကြောင်းကိုသိအောင်လို့ကျွန်တော်သွားပြနေခြင်းဖြစ်ပါတယ်။တကူးတကားတော့မဟုတ်ဘူးပေါ့နော်။ကျွန်တော်အလုပ်ကိစ္စရှင်နဲ့သွားတာပေါ့။ Okay ဒါလေးတင်ပြခြင်းဖြစ်ပါတယ်။အားလုံးဘေးနဲ့ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။